ုံထဲမှာကြီမေးတစ်ကောက်ရှိထားရုံနဲ့ဓာတ်ပုံတွေရာရှိတိမ်းထားလို့ရပါတယ်အဲ့တော့ကျတို့အရေးကြီးတဲ့ဓာတ်ပုံတွေဆိုလို့ရှိရင်တခါလေမှာဖုန်းကကျတို့တွေဟန်းသွားတာပဲဖြစ်ဖြစ်ရေထဲကျသွားတာပဲဖြစ်ဖြစ်အကြောင်းမျိုးမျိုးကြောင့်ကျတို့ရဲ့ဓာတ်ပုံတွေကိုမဆုံးချုံရအောင်ကိုကမာမူလီကတ်တွေလည်းကျတို့တွေ ပြည့်ချန်နေရဆိုလို့ရှင်မမူလီကလည်းထပ်ပြီးတော့မဝဲခြင်းဘူးဆိုလို့ရှင်ကျွန်တော်က UK drive ထဲမှာတင်ထားလို့ရပါတယ်အဲ့တော့ကျွန်တော်ဂျီမေးတစ်ခုရှိတာဘူးတော့လူပါတယ်ဒီဂျီမေးမပြောက်ပြက်တဲ့၍ဒီဂျီမေးရဲ့ password ကိုပုံမှတ်မိနေတဲ့၍ပေါ့နော် ကျတို့ရဲ့တပ်ပုံတွေပြန်ပြီးတော့ရရှိမှာဖြစ်ပါတယ်အဲ့တော့ Google Drive ထဲကိုဝင်ဖို့အတွက်ကျတို့ဒီမှာ Drive ဆိုတာလေးကိုနှိပ်ပြလိုက်ပါမယ် ဲ့တော့တိန်းဆဲပိုင်ခွဲကျွန်တော်တို့25 GB ဂရီပေးထားပါတယ်25 GB ဂရီပေးထားဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီထဲမှာတိန်းလို့ရပါတယ်အဲ့တော့တိန်းမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ကဒီမှာအပောင်းလေးကိုနှိပ်ပါ အပောင်းလေးကိုနှိပ်ယူပါပြီဆိုလို့ရှင်တော့ကျွန်တော်တို့က4လားအလော်လားစကန်လားပေါ့နော်ဒေါင်ပူမင်လားကျွန်တော်ဒီမှာကြိုက်တာတိန်းလို့ရတယ်အသုံးပြုတဲ့ခါတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအလော်ကိုနှိပ်လိုက်ပါမယ် အဲ့လိုကိုတက်ကြည့်ပါပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအခုလိုမျိုးမြင်တွေ့ရမှာဖြစ်ပါတယ်ဒီလိုမျိုးမြင်တွေ့ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ဖိုင်ကမတွေ့သေးဘူးဆိုရင်တော့ကျွန်တော်တို့ဒီကိုအထက်ကမီနူလေးကိုနှိပ်ပြရမှာဖြစ်ပါတယ်မီနူလေးကိုနှိပ်ပြပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းထဲကဓာတ်ပုံတွေကိုတင်ပြနေတာဆိုလို့ရှိရင်ကိုယ့်ရဲ့ဖုန်းကိုရွေးချယ်ပေးရမယ်ဒါမှမဟုတ်ကျွန်တော်တို့ကမမ်မူလီကပြည့်နေလို့မမ်မူလီရဲ့ဟာကိုကျွန်တော်တို့က ဒီ drive ထဲမှာ internet ပေါ်မှာတိတ်မယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုး memory ကိုယူပြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာဖုန်းကိုယူလိုက်ပါတယ်ဖုန်းကိုယူလိုက်ပြီးပါပြီဆိုလို့ရှိရင်တော့ကျွန်တော်ကဓာတ်ပုံကဘယ်ထဲမှာရှိတာလဲဒီမှာဒီထဲမှာရှိတဲ့ဖြစ်တဲ့အတွက်ကျွန်တော်အဲ့ဒါလေးကိုယူလိုက်ပါတယ်ရွေးပြီးွားပြီဆိုလို့ရှင်ကျတို့ကဒီမှာ restore ပေါ့နော်အဲဒီထဲမှာမရှိနေဘူးမရှိတာဖြစ်တဲ့အတွက်ကျတို့တွေနောက်ကိုပြန်ပြီးတော့ဆုပ်ပြလိုက်ပါမယ် ဆုတ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ logo လေးကိုနှဲလိုက်ပါမယ်။ Okay logo ထဲမှာလည်းမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်ထဲမှာလဲကင်မရာကိုနှဲလိုက်ပါမယ်။တေချာပေါက်ကင်မရာထဲမှာတော့ရှိတယ်ပေါ့နော်။ကင်မရာထဲမှာရှိတာဖြစ်တဲ့အတွက်အဲ့တော့ကျွန်တော်ကတော့အလွယ်တကူကြော်ဒီပုံလေးကိုတိုင်းမယ်ပေါ့နော်။ဒီပုံလေးကိုတိုင်းမှာဖြစ်တဲ့အတွက်ဒီပုံလေးကိုတစ်ချက်နှဲလိုက်ပါမယ်။ okay ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီပုံလေးကိုသူကအလော့တင်ပေးနေပြီဖြစ်ပါတယ် ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်ဒီနောက်ထပ်တစ်ပုံကိုထပ်ပြီးတော့သိမ်းပါမယ်အလော့ကိုနှိပ်မယ်အလော့ကိုနှိပ်ပါပြီဆိုလို့ရှိရင်ကျွန်တော်သိမ်းမယ်နောက်ထပ်ပုံလေးကိုကျွန်တော်ထပ်ပြီးတော့ယူလိုက်ပါမယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီတပ်ပုံလေး2ပုံရောက်လာပြီဖြစ်ပါတယ်เนาะတပ်ပုံလေး2ပုံကျွန်တော်တို့ဒီ drive ထဲကိုရောက်လာပြီဖြစ်ပါတယ်ဒီတပ်ပုံလေးတွေကိုအချိန်မရွေးကျွန်တော်တို့ပြန်ပြီးတော့ ယူလို့ရပါတယ်အဲ့တော့ယူတဲ့အခါမှာဘယ်လိုယူမလဲဆိုလို့ရှိရင်ကျတို့ကအဆက်ကလေး30ကိုနှိပ်လိုက်ပါမယ်အဆက်ကလေး30ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့တခြားလူတွေစီကိုလင်းပို့ခြင်းနဲ့ဆိုလို့ရှိရင်လည်းပို့လို့ရတယ်ပေါ့နော်ကိုယ့်ရဲ့ဓာတ်ပုံလေးကိုဒီကနေပြီးတော့လင်းပို့ဟလာပို့လို့ရတယ်အဲ့လိုမျိုးပို့ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျတို့က manage and set ကိုနှိပ်ပေးရမှာဖြစ်ပါတယ်နော်အဲ့ဒီအဆက်ကိုနှိပ်ပေးမယ် ပြီးရင်တော့ကျွန်တော်တို့ဒီကဒီမှာဒီနေရာလေးမှာတစ်ချက်နှိပ်ပြီးမယ်เนาะ reject လက်ရှိမှာဖြစ်နေတယ်ပိတ်ထားတယ်ဗောနော်အဲ့တော့ဒီနေရာလေးကို change ဆိုတာလေးကိုနှိပ်လိုက်မယ် change ဆိုတာနှိပ်ပြီးသွားပြီဆိုလို့ရှိရင် ကျွန်တော်တို့ကဒီနေရာလေးကိုတစ်ချက်နှိပ်မယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာကောင်းလေးကိုနှိပ်လိုက်ပါမယ်โอเคเนาะဒါလေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင် ကျွန်တော်တို့က anyway ဖြစ်သွားပြီဗောနော်ဒါဆိုလို့ရှိရင် အဲ review ဆိုပြီးတော့ကျွန်တော်ဖြစ်သွားပြီအဲ့ဒီတွေ့ကျွန်တော်ကဒီမှာ copy link ဆိုပြီးတော့ကျွန်တော်နှိပ်လိုက်လို့ရပြီပေါ့နော်ဒါဆိုလို့ရှင်ရင်ကျွန်တော်တို့ကဒီ tab ပုံလေးကိုကိုကြိုက်တဲ့စီကိုပို့လို့ရတယ်အဲ့တော့ down မဲ့ဆိုလို့ရှင်လည်းခုနကလို့ set ကလေး၃ချက်ကိုနှိပ်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှင်ကျွန်တော်တို့ဒီမှာ download ဆိုတာလေးရှိတယ်ပေါ့နော် download ဆိုတာလေးရှိတယ်အဲ့ဒီ download လေးကိုကျွန်တော်တို့နှိပ်လိုက်ရုံပဲနော် okay download လေးကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့က down မှာဖြစ်ပါတယ် အဲ့တော့ခုနကကော်ဖီယူလာတဲ့ကောင်လေးကိုလည်းကိုကဘယ်ကိုပို့ခြင်းလဲပေါ့နော်ဗိုင်ဘာပို့ခြင်းလားလားမက်ရှစ်ကပို့ခြင်းလားလားသူတို့ဟာတယ်လီဂရမ်ကပို့ခြင်းလားလားပေါ့နော်လင်းလေးတော့ပို့ခြင်းလားဆိုလို့ရှိရင်ကိုပို့ခြင်းတဲ့အထဲကိုဝင်လိုက်ပါဝင်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီညမှာတစ်ချက်နှိမ့်လိုက်မယ်နှိမ့်ပြီးပါပြီဆိုလို့ရှိရင်ခုနကလိုမျိုးအဲဖိလိုက်ပေါ့နော်ဒီညလေးမှာစာရေးတဲ့ညလေးမှာဖိလိုက်ပါ ဖြည့်သွားပြီဆိုရင်တော့ကျွန်တော်တို့က page ဆိုတာလေးနှိပ်လိုက်ပါပြီးလို့ရှိရင်တော့ဒီကောင်လေးကိုအာဒီရလေးကိုနှိပ်လိုက်ရပြီပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ကဒီရလေးကိုနှိပ်ပေးလိုက်ပြီဆိုလို့ချင်းကျွန်တော်ရဲ့ဓာတ်ပုံလေးကိုပို့ပေးလိုက်ပြီဖြစ်ပါတယ် download ဆွဲယူရတယ်သူကလည်းအလွယ်တကူပဲ download ဆွဲယူလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်